မကြသေးခင်ရပဲဒီဟိုနာမင်းကြီး ACB မိဆက်ပွဲမှာဟိုနာဘက်ကနေပြောကျွန်တော်တို့ဒီဟိုနာ robot ဖို့ဆိုပြီးတော့ကမှတ်ကူတုံးကိုထုတ်ပြသခဲ့ပါတယ်။ဘောကပြောရလောက်အောင်ဘိုင်းမြန်ထူချနေလို့လည်းပေါ့။တော်တော်လေးကိုထူချပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဖုန်းမှာဒီ Osmo Pocket ကံပေကင်မရာတစ်ခုပါပါတယ်။ ီဖုန်းကဘယ်လိုမျိုးလဲဆိုတော့ Osmo Pocket 3ငယ်ဖုန်းနဲ့ဟိုပေါက်ထားတာမျိုးပါဒီကင်မရာကလည်းကျွန်တော် AI feature နဲ့လို့ပြသလို့ရမှာ။နော် view ထဲမှာကြည့်ရတဲ့လောက် troll လေးမိုက်တယ်လို့ troll လေးချက်ချင်ကောက်ပါလေ။အဲ့တော့ဒီ phone ကဘယ်လိုမျိုးတွေအတွက်စင်ပြေစီမလဲဆိုတော့ကျွန်တော်တို့ဒီ blogger တို့ troll လေးကိုစင်ပြေစီမှာပါ။အဖြစ်ဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ phone ကိုမောက်ထားပြီးတော့ view တစ်ခုရိုက်မယ်ဆိုရင်အဲကျွန်တော်တို့တွားရဲ့နေရာကိုဒီ camera လေးက tracking လုပ်ပြီးတော့ light ရိုက်ပြီးတဲ့ feature လေးလည်းပါလို့ပါ။ ဒီလိုထဲမှာကျွန်တော်တခြားလေးကြည့်ရတဲ့လောက်ကတော့ဒီကင်မရာရဲ့ပြင်မှာ poly တစ်ပတ်ကိုပြည့်တယ်။အဲကောင်လေးကတော့ speaker box ကိုများတယ်ကြာ။ပြီးတော့ဒီကင်မရာလေးကကျွန်တော်မသုံးရင်လည်းတင်ထားလို့ရပါတယ်။အဲတော့ကျွန်တော်တစ်ခုပေးမိတာကအဲဒီလိုဒီကင်မရာကိုတင်ထားမယ်ဆိုရင်အဲနေရာတစ်ခုလိုပဲကင်မရာတင်နေနေရာလဲဒီဘုအနောက်ဘက်ကဒီကင်မရာဖက်မှာသွားပြီးတော့တင်ထားပါ။အဲတော့ကျွန်တော်တွေးမိတာကအဲဒီမျိုးကင်မရာကိုတင်မယ်ဆိုရင်ကင်မရာဖက်အောင်ပုံမှန် သွားမလားပေါ့နောက်တစ်ခုရှိတာကဒီကျွန်တော်တို့ဒီကောက်ကိုသုံးမယ်ဆိုရင်ခုနိုင်နေရေတံတွေကိုဘယ်လောက်ထိကောက်ွယ်ပေးနိုင်မလဲဆိုတာကိုသိချင်တယ် anyway ထားပါတော့ဒါတော့ကျွန်တော်တို့ဒီဒီဒီထပ်လာမှပြောလို့ရမှာပါဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီဖုန်းကိုအဲကျွန်တော်တို့လာမယ့်2026ခုနှစ်အန်ဒဘလူးစီဘွဲမှာစတဲ့မိဆက်သွားမယ်လို့ပြရပါတယ်